ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်တော့ရဲ့နေရဒီကလေးလေးစိတ်မှာကလေးမျိုးလေးစိတ်မှာပေါ့နော်လေးစိတ်မှာကျွန်တော်တော့ရဲ့နေရနော်ရွှေရွှေတုံးရွှေတုံးပေါ့ရွှေတုံး26တုံးရွှေတုံး26တုံးကလေးမျိုးလေးစိတ်မှာစားထရာစားစရာထောင်းတော့မပါပဲနဲ့ဖမ်းနိုင်ခဲ့တဲ့ဖြစ်စဉ်ပေါ့မပါတော့ဖမ်းနိုင်ခဲ့တဲ့ဖြစ်စဉ်ရွှေတုံး26တုံးကိုကလေးလေးစိတ်မှာဖမ်းမိတဲ့တဲ့နော်အဲ့တော့အဲ့ဒါလေးလည်းကျွန်တော်ဒီထည့်ပြပါမယ်ဒါလည်းကျွန်တော်တို့ဒီနတ်ဆက်ကရဲ့သတင်းထုတ်ပြန်ဖွယ်ထုတ်ပြန်လို့ သိရတာပေါ့နော်နိုင်ငံပိုင်မီဒီယာတွေဖုန်းထုတ်ပြန်လို့သိရတာဆိုတော့တို့အစတော့တိတ်မသိလိုက်ဘူး၃ရက်နေရဖြစ်တာကိုကျွန်တော်တို့ဒီနေ့၅ရက်နေမသိရတဲ့အထိပေါ့နော်နည်းနည်းသတင်းတိုးသိတာကိုတွေ့ရတယ်အဲဘာဖြစ်တယ်လဲဆိုတော့ဒီစကိုင်းစကိုင်းတိုင်းဒေသကြီးကလေးမြို့မှာရှိလေးစိတ်မှာအဲလေးစိတ်ကိုနော်လေးစိတ်ကိုတဲ့ဒီဒီဒီအဲဖွက်တစ်ဖွက်လူလူလူတအုပ်ဘုသုံးဖို့တစ်ဖွက်ပါဗျာတို့ကလူပုတ်ကိုဖြောက်ထားတာတွေ့ရတယ်လူပုတ်ကိုဖြောက်ထားတာတွေ့ရတယ်ဖြောက်ထားတာတွေ့ရတယ်ဆိုတော့လူပုတ်ကိုဖြောက်ထားတာတွေ့ရပြီးတော့အဲအဲ့ဒီလေးစိတ်ကိုအာဆားဆရာထပ်ထားတင်ပြခြင်းမရှိတဲ့ရွှေ ရွှေဒုံ16ပဲ26ဒုံအပေါင်ရွှေပစ္စည်း၄မျိုးကိုနော်၄မျိုးကိုဖန်ဆီးရမိတယ်ဆိုပြီးတော့ပေါ်ပြတယ်ဆိုတော့လူဘောပြအောင်အဲတို့ရဲ့နိုင်ငံပိုင်သဲသဲမဖော်ပြတာလူဘောပြအောင်ဆိုတော့ကျွန်တော်စဉ်းစားနေရတခုတော့ရှိရပြဒီရွှေဒုံကြီးက AG ကသူ့အတူလမ်းလျှောက်လာတာတော့မဟုတ်ဘူးရွှေဒုံ26ဒုံပါတဲ့16ပဲရွှေဒုံ26ဒုံပါတဲ့ဒီအထုပ်တထုပ်သုံးမပစ္စည်းတခုကသူ့အတူလမ်းလျှောက်လာတာမဟုတ်ဘူးတက်ရောက်ရောက်ကဒီလေးစင်ကိုတဲလာတာတယောက်ကတဲလာတယ်လာပြီးတော့၄စီမှလာပြီးအတ်တာဖြစ်နိုင်တယ်ဒယ်လီဗရီပို့ဖို့အတ်တာဖြစ်နိုင်တယ်လို့လူကတဲလာတာဖြစ်နိုင်တယ်ဒါပေမဲ့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့သူတို့ရဲ့ဘာတွေမှာလူရောတိတ်မဖော်ပြထားဘူးတွေ့ရတယ်။ဒါဖော်ပြမထားဘူး။အဲ့တော့ဘယ်လိုဖြစ်ထားတော့ရွှေ26တောင်းမိတယ်16ပဲရွှေရ26တောင်းမိတယ်။အဲ့ဒီတံမိုးကိုတွက်လိုက်တဲ့ခါကျတော့တိမ်ပေါင်း2300ကျော်တန်းကြီးရှိတယ်လို့ခမန်းထားခမန်းထားကြတယ်ပေါ့နော်။ဆိုတော့အဲ့လောက်ဖမ်းဆီးရမိတယ်ဆိုလေးစိတ်မှာဒါပုံနဲ့ပြောရရင်တော့ကလေးဘက်ကနေဆိုတော့ကျွန်တော်တို့ခမန်းရတာတော့အိန္ဒိယဘက်ကများရွှေကုန်ကူးလာတာရွှေအိန္ဒိယဘက်ကနေရွှေတွေကုန်ကူးလာတာလားဘာလို့အိန္ဒိယနဲ့မြန်မာကြားမှာရွှေကုန်ကူးတဲ့လုပ်ငန်းစဉ်တွေရှိတယ်တရုတ်မြန်မာကြားမှာလည်းရွှေကုန်ကူးတဲ့လုပ်ငန်းစဉ်တွေရှိတယ် ျွန်တော်နိုင်ငံမှာလေရင်တွေကိုအသုံးချပြီးတော့လေစိတ်တွေကိုလေရင်တွေကိုအသုံးချပြီးတော့သူကလေကြောင်းလိုက်တွေကိုအသုံးချပြီးတော့ဒီပစ္စည်းတွေတဲ့အုပ်စုတွေကတက်တက်ရှိတယ်။ဥပမာဆိုကြပါစို့ဒါလူတွေကလေတာပေါ့လူလူရေလေတာလို့လည်းခေါ်တာပေါ့ဗျာလူရေလေတာလို့ခေါ်တာပေါ့ဥပမာဆိုကြပါစို့ဗျာအာမြန်မာပြည်တွင်းမှာရောက်နေတဲ့ပြည်တွင်းမှာရောက်နေတဲ့တချို့ဖုန်းဆိုင်တွေတချို့ laptop ဆိုင်ကွန်ပျူတာဆိုင်တွေအဲ့ဒါတွေအကုန်လုံးကအလကားမဟုတ်ဘူးဗျာသူတို့ဘယ်ကတည်လဲဆိုတော့မိကုန်းဖြီးရှိတယ်သူတို့ကဖြီးရှိတယ်ကျွန်တော်တို့ကအဲ့ဒါကိုအစသဘောပေါက်ဘူးဒီလို ်စိတ်ကန်းနေပြီးကွန်တိန်နာတွေနဲ့တယ်လာတယ်လို့ကျွန်တော်အစားထင်တာမဟုတ်ဘူးသူတို့ကလည်းဆိုသူတို့ကသူတို့နိုင်ငံ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 တစ်ခုသူတို့ခဏသွားမယ်ပေါ့ဗျာတက်ဆာဆက်နေထိုင်းကိုသွားမယ်စင်ကာပူစင်ကာပူတော့မရလောက်ဘူးထိုင်းကိုသွားမယ်လွယ်တာထိုင်းတော့လွယ်တော့ဥမာပေးတာပေါ့နော်လွယ်တော့သွားပြီးရှင်အဲ့နေပြီးလက်တော်လေးတလုံးဝယ်လာခဲ့လိုက်တယ်တလုံးနှလုံးလက်တော်ဝယ်လာခဲ့လိုက်တယ်ဝယ်လာပြီးတော့ तू ကလက်တော်နှလုံးသုံးလုံးတော့ तू ကလမ်းကြုံနဲ့လူနဲ့ထဲထဲညံ့ညံ့ထည့်လိုက်တာအမဟိုဘာလဲဆိုတော့လူနဲ့ထည့်တာပေါ့လူသူတို့တိရတိရမိတ်ဆွေရဒီနေ့ဒီနေ့ဘန်ကောက်ကနေပြီးတော့ရန်ကုန်ပြန်လာမိလို့ဘယ်နှယောက်ရှိရဲဆိုအဲ့ရှိရဲ့လူ၄၅ယောက်ရှိမှလက်တော်လေးလိုက်ထည့်ပေးလိုက်တယ် အဲ့လိုတွေအကုန်လုံးတွေဒါလက်တော်တွေတဲပေးတဲ့အတွက်သူတို့ပတ်စံနေနေဘလောက်ဆိုပြီးတယ်သူတို့ရဲ့ကီလိုမပြည့်မချင်းကတဲလို့ရတယ်ဆိုတော့ထဲ့တယ်လာကြတယ်ထဲ့တယ်လာတော့အဲ့လက်တော်တွေကရန်ကုန်လေးစိတ်ရောက်လာရောက်လာတော့မှရန်ကုန်လေးစိတ်မဲ့ရန်ကုန်လေးစိတ်ရောက်လာပြီးတော့တော့သူတို့ရဲ့သက်ဆိုင်ရာနေရာတွေမှာစုရတယ်မဟုတ်မှသွားဆုံပြီးတော့ယူပြီးလက်တော်တွေကိုဈေးကွက်ထဲမှာရောင်းတယ်ဟောရောင်းတော့ဟိုကထိုင်းမှာပေါက်တဲ့ပေါက်စင်းကမြန်မာပြည်မှာရောင်းတာအဲ့လိုရောင်းကြတယ်အများကြီးပဲရှိတယ်တချိန်တည်းမှာပဲဘာဆက်ရှိလဲဆိုတော့ခင်ဗျားတို့ဒီဒီလိုပဲတခြားပစ္စည်းတွေလေဖုန်းတွေဘာညာတွေလဲအဲ့လိုပဲရောင်းလာကြတယ်ခင်ဗျားကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ဖုန်းပစ္စည်းအယောင်းဆိုင်တွေက မိုးလိုပေါအောင်ပေါ်တယ်ဒါပေမဲ့တို့ပစ္စည်းတွေသွင်းကုန်နဲ့ပတ်သက်တဲ့ license နဲ့သွင်းလာတဲ့အလုံးကြီးအကြီးအတွက်စသဖြင့်ဒါတွေနဲ့ပတ်သက်တဲ့ကိန်းဂဏန်းချက်လို့တရားခိုက်ခိုက်မှာတိတိကျကျတိတ်မရှိလောက်ဒါပေမဲ့တို့အပြတစ်ထောင်လို့ပြရင်အလုံးအလုံးတရာသွင်းတယ်လို့ပြရင် तू အလုံး၄၅၀၀သွင်းတယ်သွင်းလိမ့်မယ်ဘယ်နေရာနဲ့သွင်းလဲဆိုတော့တို့မှာရှိတရားမဝင်မောက်ဖို့လမ်းကြောင်းတွေရှိရှိမှာပေါ့အဲ့လိုလမ်းကြောင်းတွေကနေမြို့သွင်းသွင်းရတယ်ဆိုတော့အောက်ခွန်မဲ့တော့မဟုတ်နိုင်ငံတော်အခွန်မဆောင်မဲနဲ့ဒါသွင်းလာခဲ့ကြတဲ့ပစ္စည်းများတယ်ပြီးတော့မှဆိုင်ကြီးတွေမှာတင်ထားတော့ဘယ်သူမှလည်းမစစ်ဘူး အဲ့လိုဆိုတော့ဒါကြောင့်ခင်ဗျားအောက်ခွန်ကတော်တော်ဆက်ရမယ်အောက်ခွန်တော်တော်လုံးလုံးအောင်သဘောရှိတယ်လေစိတ်တွေကလေစိတ်ဒီမှာထိုင်ဆက်ရမယ်လေစိတ်ဒီမှာထိုင်ဆက်ရမယ်ပေါ့နော်နောက်တစ်ခုကပစ္စည်းတစ်ခုကို laptop တစ်ခုရှိ laptop တစ်ခုကိုဘာဖြစ်လဲဆိုဒီ laptop ကဒီ laptop ကမြန်မာအပီက laptop လားဟိုကတယ်လားလားအစပြန်အဲ့ဒါတွေကပစ္စည်းတွေစစ်တဲ့အဲဒါမှစစ်လိုက်မှပဲသူကဒီဒီမောင်ခိုးသေးတဲ့ပစ္စည်းတွေကိုပေါ်လာလိမ့်မယ်ဆိုတော့မောင်ခိုးကဘာကြောင့်ပေါ်လဲခုနဒီရွှေလိုမျိုးပဲမောင်ခိုးကဘာကြောင့်ပေါ်လဲရှင်းရှင်းလေးပြောရအောင်တရားဝင်တင်သွင်းမှုတွေမှာရွှေကိုပြောတာမဟုတ်ဘူးနော်တရားဝင်တင်သွင်းတင်သွင်းမှုတွေမှာအဲကြန့်ကြာမှုတွေ အဲနောက်တစ်ခါနိုင်ငံခြားငွေအကန့်အသတ်ဖြစ်မှုတွေဒါတွေကြောင့်မောင်ကိုတည်သွင်းမှုတွေမှာအဲဒီလိုဒီလိုဒီလိုမျိုးပုံပြီးကြီးထွားလာတာဒါဆက်ဆက်နေတယ်မောင်ကိုနဲ့မောင်ကိုနဲ့ဒီတရားမောင်ကိုဖြစ်ပေါ်လာခြင်းပုံမြတ်လာခြင်းဟာတရားဝင်သွင်းကုန်ပုံသွင်းကုန်ကိစ္စတွေမှာအကန့်အသတ်တွေရှိနေတာကြောင့်အကန့်အသတ်အားစီရှိနေကြောင်ဖြစ်တာဒါတွေဆက်ဆက်နေတယ်ပေါ့ဆိုတော့ရွှေလိုပစ္စည်းတွေတာတော့ခုနကဒီကလေးကလေးလေးစိတ်ကနေရွှေလိုရွှေလိုရွှေတွေတာမျိုးကြတော့တော်တော်တော့သတိကြီးထားမယ်ကိစ္စတော့ရှိတယ်တော်တော်သတိထားမယ်ကိစ္စဘာလို့ဆိုတော့ဒါကြီးကကလေးကနေပြီးရန်ကုန်လာဖို့များတယ်ဟောရန်ကုန်သူရွှေချောင်းရွှေ၂၂ 6တုံးပေါ့နော်16ပေးရွှေ26တုံးနဲ့ဒီဒီရန်ကုန်ဘယ်နေရာဘယ်ဆိုင်သူပို့မလို့လဲကျွန်တော်မသိဘူးပေါ့နော်ဘယ်ဆိုင်ရွှေဆိုင်ဘယ်ရွှေဆိုင်သူပို့မလို့လဲကျွန်တော်မသိဘူးဒါရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့သူကဘယ်လိုလုပ်လို့ရလဲဆိုအိတ်ထဲမှာထည့်ထားလို့ရတယ်ရွှေဆိုတော့ကဗျာကကွန်ရှင်းပြောရင်တော့ဒီလဝါတပြားလောက်ဆိုရင်တော့ခါဒီရွှေရလဝါတပြားလောက်ဆိုရင်တော့အဲ့ရွှေတပြားတိမ်းပေါင်းလောင်းနေချီတန်းတယ်အချောင်းလေးအချောင်းလေးချောင်းလေးဆိုတော့သူတဲလို့ရတယ်ပေါ့ဗျာဒါပေမဲ့တဲတဲ့ခါမှလည်းသူတို့ဒီလေစိတ်ကိုစကန်လုပ်တဲ့ဟာဒီပေါ့နော်စကန်လုပ်တဲ့စက်ဒီမှာဖြတ်တဲ့အခါမှာ သူကဖြတ်တဲ့အခါမှာသူကဟိုနေစိစက်တယ်ပေါ့နော် X-ray စက်တယ်ဖြတ်တဲ့အခါမှာအဲရွှေမမ်းမသိအောင်လဲသူလုတ်တဲ့နီးရောရှီအောင်ရှိလိမ့်မယ်ဗျာအဲအိန္ဒိယကားတွေမှာလဲအဲ့လိုရွှေမမ်းမသိအောင်သေးတဲ့နီးတွေရှိတာပဲနော်ချောကလက်တွေထည့်သေးတာတို့စသဖြင့်မျိုးစုံလုတ်သူလုတ်တာမျိုးစုံလုတ်ကြတာပဲအခုလဲဒါသူနီးသူကနဲ့သူသေးကြလိမ့်မယ်ဗျာဒီဟာတွေကမောင်ကိုသမားတွေကတော့ညံပူကောင်းတယ်သူတို့ကဒီသူတို့ဖန်ဆီးမဲ့သူတွေရဲ့ တွေးခေါ်ထားတဲ့ဆဲသားလောက်တော့ပူပြီးတွေးပြီးတော့လှုပ်ကြတာဆိုမောင်ကုံသွားရဲ့ပူညာကောင်းတယ်သို့တော်လည်းမောင်ကုံသွားရဲ့ညာကောင်းဝင်မယ်တခါတရံတော့လေမိမိမိသွားတယ်ကျိုတင်သတင်းပေးတဲ့သူရှိတာတို့ဒီလုပ်ငန်းစဉ်ကြောင်းတိသွားလို့ပေးလိုက်တာမျိုးဆိုရင်မိသွားတယ်ဒါကြောင့်မို့လို့ကိုကလောလောဆယ်တော့အဲလောဆယ်အဲ့လိုမိတယ်ပေါ့ဆိုတော့ဒါဆိုရင်ဒီရွှေနဲ့ပတ်သက်လို့စဉ်းစားကြရအောင်တာကရန်ကုန်မြို့ရဲ့ဘဲဆိုင်နေစီကိုအဲ့ရွှေတွေသွင်းနေရလဲဆိုရင်မိကုန်စဉ်းစားကြရဖြစ်လာတယ်ပေါ့နော်ဆိုတော့ဂွင်းဆက်တွေလိုက်ဖို့များလူကိုခြံထားတာလားတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ထားပါတော့ဘလို့ဖြစ်ဒီရွှေတွေကလောကရန်ကုန်မြို့ကိုရောက်လာမယ်ဆိုတော့ကျွန်တော်တို့ ြန်ပြီးကြည့်မယ်ဆိုရင်ရန်ကုန်မှာရောမန္တလေးမှာနေပြီးတော့မှာရောတိုင်းပြည်ကသာစီးပွားရေးကျဆင်းတယ်လို့ဘာလို့ညာလို့ဟိုနေ့ကပဲကမ္ဘာ UNDP တို့ကမြန်မာပြည်မှာရန်ကုန်မြို့မှာရှိတဲ့လူနှစ်တန်းလောက်နှစ်တန်းထက်မနည်းကငတ်ပြတ်နေပြီဆိုတော့ပုံစံမျိုး UNDP ကထုတ်ပြန်ပေမဲ့ရန်ကုန်မြို့မှာရွှေဆိုင်တွေတလဟောပေါ်လာတယ်စိန်ဆိုင်တွေတလဟောပေါ်လာတယ်စဉ်းစားကြည့်သားကျွန်တော်တို့သူပြောတာရန်ကုန်မှာရှိတဲ့လူနှစ်တန်းလောက်ထက်မနည်းကငတ်ပြတ်ကုန်ပြီလို့ UNDP က UNDP ကကုလသမဂ္ဂရဲ့အဖွဲ့အစည်းဖြစ်တဲ့ UNDP ကကြေညာတယ် ချင်းညာမဲ့ရန်ကုန်မြို့မှာရွှေဆိုင်ပေါင်းများစွာစိန်ဆိုင်ပေါင်းများစွာပေါ်ပေါက်လာတယ်။စိန်ဆိုင်တွေဆိုတာဥတော်အရှိုးရှိုးပေါ်ပေါက်လာတယ်။အဲစိန်ဆိုင်တွေနဲ့ဒီ entertainment media တွေနဲ့ပေါင်းပြီးတော့တခါတည်းအမလေးကြော်ညာရိုက်ကြတာလူတွေမင်းသမီးတွေ model တွေနဲ့ပေါင်းထည့်ကြတာ။ကြည့်ကြတာ။ပြီးရင်တရားမဝင် Telegram channel တွေမှာတရားမဝင် TV channel ဟိုတရားမဝင်လို့တဲ့ TV channel တွေထားပါတော့ AWS ဆိုဟာမျိုးတွေပေါ့နော်။ TV channel AWS ဆိုတာခင်ဗျားတို့သိပါတယ်နော်။ AWS ဆိုတဲ့ဟာမျိုးတွေဟာမျိုးတွေမှာနော် channel တွေမှာလို့ဟာမျိုးတွေမှာအဲ့ရွှေဆိုင်တွေကတရားမဝင်မှာကြော်ညာကြတယ်။ ဟာပေါ်လို့ရရင်ခင်ဗျာဟာအဲ့ဒါဆိုတော့ကျွန်တော်တိုင်းပြည်ကတရားမဝင်လုပ်ငန်းတွေပုံမူကြီးထွားတယ်တရားမဝင်လုပ်ငန်းတွေပုံမူကြီးထွားတဲ့တိုင်းပြည်ဖြစ်နေတယ်အဲ့ဒါတော့ပြင်းမလို့တရားမဝင်လုပ်ငန်းကပုံပြီးတော့အောင်မြင်တယ်ချမ်းသာကြွယ်ဝနိုင်တယ်တရားဝင်တရားလုပ်တဲ့သူတွေရဲ့အတွက်ကတော့အကြက်တဲဘေးဆုံးပေါင်းကုန်တွေ့ကြတယ်ဆိုတော့တိုင်းပြည်ကိုကလေးကအဲ့ဒီဘက်ကိုဇောင်းပေးနေတယ်လို့သွားတွေ့ရတယ်ဆိုတော့တရားမဝင်လုပ်တဲ့သူဥမာထားပါနိုင်ငံတော်ပုံကန်တဲ့လက်နက်ကိုင်တွေကပုံချမ်းသာတယ်ကောင်းကောင်းမပြီးတော့မှအေးချမ်းသာတဲ့လူတွေကဒုက္ခပေါင်းဆုံးများစွာနေရတယ်နော်နိုင်ငံတော်ကိုပုံကမ်းပြီးဆဲဆိုရိုင်းဆိုင်ထားတဲ့လက်သုံးချောင်းထောင်ခဲ့တဲ့အမှုရရှင်တွေကပို့ပြီးအလုပ်ရတယ်။ကောင်းကောင်းမွန်နေတဲ့အမှုရရှင်တွေကအလုပ်မရဘူး။ ဆိုပြောချင်တာအဲ့လိုမျိုးတွေတရားမဝင်ဘက်ကိုဇောင်းပေးပို့သူတွန်းပို့သူဖြစ်နေတယ်အုပ်ချုပ်သူတွေကရည်ရွယ်သီလားမရည်ရွယ်သီလားမသိပေမဲ့သူတို့ရည်ရွယ်သီဖြစ်စီမရည်ရွယ်သီဖြစ်စီတရားမဝင်ဘက်ကပူကြီးထွားနေတာကိုသွားတွေ့ရတယ်တရားမတရားမဝင် market ကြီးကပူကြီးထွားနေပြီးတော့တရားဝင် market ကြီးကလုတ်နေတဲ့သူတွေကဥပဒေအရအခွန်ဆောင်တေချာကြရတဲ့စနစ်ကြလုတဲ့သူတွေအကုန်လုံးကဘေးကျန်တဲ့ချက်တွေ့ရတဲ့ဒီထောက်ဒါရောက်တယ်အဲ့တော့ရန်ကုန်မြို့မှာရွှေဆိုင်တွေစိမ့်ဆိုင်တွေအများကြီးပေါ်လာတယ်ဒါတွေကလည်းဒီရွှေတွေဒီလိုမျိုးတရားဝင်မောင်းခိုးသွဲတဲ့လူတွေကြောင့်လေဒီကောင်တွေအလုပ်ကိုလုပ်လို့ရတယ်ဆိုတော့ပုံပြီးသွားတွေ့ရတယ်နောက်တစ်ခုက တရုတ်ကနေရွှေအတုတွေသွင်းလာရေလေရွှေအတုလို့ပဲပြောမလားရွှေကဲ့သို့သောရွှေအချောင်းဟိုရွှေလိုမျိုးဟာတွေပဲရွှေနဲ့မရွှေနဲ့အလားအဲဘလို့မှဟိုရွှေအစ်စ်အလားပေါ့နော်မလုံးဝကိုစစ်လို့မရနိုင်လောက်မှားနေရွှေတုတွေရန်ကုန်မြို့ဈေးကွက်ထဲမှာတပုံကြီးပဲအဲ့တော့ခင်ဗျားတို့ရွှေဆိုင်တွေမှာရွှေဝယ်တာတို့စိမ့်ဆိုင်မှာစိမ့်ဝယ်တာတို့ဟာကိုပ္ပဆန်ကိုထိုင်ဖြုံးနေတယ်အတူတူပဲပြီးတော့ခင်ဗျားတို့ကအဲရွှေဆိုင်စိမ့်ဆိုင်တွေမှာဘာသာလုံးနေလဲဆိုတော့ပတ်စံတွေခင်ဗျားတို့ခင်ဗျားတို့ရဲ့ပိုင်ဆိုင်ပတ်စံတွေကိုတွားပေးထားပြီးတော့ဟိုဘာမှမသိရတုလားစစ်လားမသိတဲ့အရာကြီးကိုဝက်ပြီးတော့ခင်ဗျားတို့ကဂုံယူနေကြတာ အဲအကောင်လုံးအလိမ်ခံထိကြတယ်ငါတို့ချို့တယ်တကယ်ရင်နာဖို့ကောင်းတယ်နော်ပြန်တွေ့ကြည့်လူမောင်ကိုရေကြီးလည်းပါတယ်နော်ဆိုတော့နောက်တစ်ခုကစိန်နေရာမျိုးဆိုရင်တချို့တွေပြောတယ်နော်တချို့တွေပြောပါတယ်စိန်နေပါဆိုအာစိန်ပစ္စည်းတို့ရှိကိုပြန်လာရောက်ပြန်ဝယ်မှာလုံးဝပေါက်စင်းနဲ့ပြန်ဝယ်မှာဒါပေမဲ့ကိုကလောဆယ်ထားပါတော့တိတ်တောင်းဆိုတောင်းဒီစိန်လက်ဆွတ်ကြီးတခွန်းတော့တိတ်တောင်းသွားပေးလိုက်တယ်အဲ့တိတ်တောင်းပေးလိုက်ပြီးတော့သူ့ကိုစိန်လက်ဆွတ်လို့ပြောတော့စိန်ဟုလို့တော့လှုပ်ထားတဲ့စိန်ပေါ့ဗျလှုပ်စိန်ကြီးပေါ့လူလှုပ်စိန်ကြီးကိုသူပေးလိုက်တယ်အဲ့ဒါယူတော့တကားကားနဲ့ကြွား ဒါပေမဲ့ तू อ่ะအဆင်မပြေလို့ပြန်အောင်မယ်ဆိုရင်သိတ္တောင်ဟိုပြန်သွားပေးရခြင်းမဟိုအဲ့သိတ္တောင်ကိုကင်ပြီးတော့တခြား property တစ်ခုမှာ तू อ่ะ investment လုပ်ထားပြီးပြီဆိုရှင်းပြောရင်တော့လုပ်ထားပြီးအဲ့တော့သိတ္တောင်တန်ပစ္စည်းအောင်မှာသိတ္တောင်ပြန်ရလာဆိုတော့ရအောင်ရနိုင်တယ်ဒါပေမဲ့သေးကြတာကတော့သိတ္တောင်ပြန်မရတော့ဘူး90ရင်းလုံးတော့ပဲ तू ပြန်ရမယ်အဲ့တော့သိ900ရင်းမှာတစ်ထောင်ကိုရှုံးသွားတယ်ပတ်စံတစ်ထောင်သိတ္တောင်အလကားသူ့သွားပေးထားလို့ဖြစ်တယ်ကိုပတ်စံကိုသူ့ကိုသဘောအပေါင်းသွားပေးပြီးတော့ကိုကတုလဆက်လာမသိတာဝယ်ဝတ်သူလို့ဖြစ်တယ်အဲ့တော့ခင်ဗျားတို့စိတ်ဆိုင်နေသွားဝယ်လဲဆိုတာခင်ဗျားတို့ကိုယ်တိုင်ပြန်စဉ်းစားကြဖို့လိုတယ်ကျွန်တော်တို့ပို့လိုက်ပြီးတော့စိတ်ဆိုင်နေခင်ဗျားတို့စိတ်ဝယ်တာကိုတချို့လူတွေစိတ်အတုတွေထွက်နေရဖြစ်တဲ့အတွက် တချို့လူတွေစိမ့်ဆိုင်နေမှာဝယ်နေတော့ကျွန်တော်တို့အာမပေးဘူးဝယ်တဲ့လူတွေတော့ဝယ်ချာကျွန်တော်တို့အာမပေးဘူးခင်ဗျားတို့အဲ့ဟာကြီးကစီးပွားရေးမဟုတ်ဘူးအဲ့ဒါ business မဟုတ်ဘူးတခုတော့ခင်ဗျားတို့တခုခုတော့လိန်နေတဲ့ခုဖြစ်နေတယ်เนาะဒါတခုတစ်ချက်နောက်တစ်ခုကရွှေတိုင်းလည်းအလားတူပဲရွှေတိုင်းလည်းခင်ဗျားစဉ်းစားကြည့်ရွှေတိုင်း A ဆိုတဲ့ရွှေတိုင်းကရောင်းတဲ့ရွှေကို B ဆိုတဲ့ရွှေတိုင်းက B ဆိုတဲ့ရွှေတိုင်းကနော် B ဆိုတဲ့ရွှေတိုင်းကမဝယ်ဘူးအော် A ဆိုတဲ့ရောင်းတဲ့ရွှေတိုင်းကရွှေကို A ကပြန်ဝယ်တာ B ကပြန်မဝယ်ဘူးဆိုင်ရှင်အဲ့တော့ အဲ့တော့တခါလေတချို့ဆိုင်တွေရှိမယ်စီဆိုတဲ့ဆိုင်ကပေါ်လာပြီးတော့လာမဲမဲကြိုက်တဲ့ရွှေလာရင်ငါတို့ဝယ်ပေးတယ်ဆိုတာလေအဲ့ဒါလေဝယ်သေးဝယ်ပေးတယ်ပြောတာသူကလည်းအကန့်အသတ်နဲ့ဝယ်တာပြီးရင် तू ပြန်ရောင်းချင်တယ်လူအုပ်စုသွားပြန်ရောင်းတယ်အဲ့တော့ပြောချင်တာဒီဘောကနေလူတွေရဲ့ပတ်စံလေးရဲ့ဘောကနေလှက်ပတ်ပြီးတော့ပစ္စည်းလေးတစ်ခုကိုရော့ဆိုအပေါင်ပေးသလိုပေးပြီးတော့ပစ္စည်းလေးတစ်ခုကိုကိုယ့်လက်ထဲကိုပေးထားပြီးတော့ဟိုဗန်စာအုပ်လိုပဲဗန်စာအုပ်လေးတစ်ခုပေးထားပြီးတော့ပစ္စည်းတစ်ခုပေးထားပြီးတော့ခဏပတ်စံကိုဟိုကယူသုံးပလိုက်တာအတူတူပဲဒါကြောင့်ရွှေဆိုတာကခဏစုကျင်ရွှေနဲ့ပတ်သက်စုကျင်လက်ဝဲရတနာမစုနဲ့အတုံးနေတာစုကျွန်တော်ပွင့်နေပြောတာအတုံးတာစုအတုံးကတော့စိတ်ချဆုံးပဲ ဟိုဘယ်တော့မှလည်းတော့ကတော့ကြိုက်တဲ့နေရာသွားအောင်လုပ်ရတယ်။အဲလက်စော့တို့ရှူရလက်ကုတ်နှစ်ကောက်ပါအဲလုတ်ကြိုက်တယ်လို့အဲ့ဒါတွေကတော့ခင်ဗျာ A ဆိုင်မှာဝင် A မှာပြန်ရောက်မှာပဲရမယ်ဒါတော့ရှုံးတယ်။ရောက်သွားရင်အရောတော့လက်ခံနဲ့ရှုံးသွားခဏရှုံးသွား။တထောင်ပေးထားရင်ခင်ဗျာပြန်ရမှာ900တဲ့ပုံမရဘူး။တေးကြတယ်ရှုံးပြီတရားအလကားအလကားကိုတော့ရှုံးတယ်။တချို့ကပြောတယ်အာနှစ်တကြာတော့ငါတို့ပြန်ရောက်တာမြတ်တယ်လို့မဟုတ်ဘူး။ကာလာပေါက်စင်းနဲ့ပြန်နှိုင်းရှင်ကြီးရှုံးနေဆိုတော့မမိဘူးဒါပြောချင်တာအဲကြောင့်ကျွန်တော်တို့ရွှေဆိုင်တွေစိမ့်ဆိုင်တွေကိုကျွန်တော်တို့ပို့လို့ပြောပြတော့အားမပြင်းဘူးကျွန်တော်တို့ဝဲတာကိုအားမပြင်းဘူးအဲ့ ဒါတွေကျစရည်ဒီဘက်မှာတကယ်ဝဲခြင်းတကယ်စုခြင်းအတုံးတွေသာစုကျွန်တော်ကဒီလိုတိုက်တွန်းခြင်းဒါခင်ဗျားတို့စီးပွားရေးနဲ့ပတ်သက်လို့ပြောတာပါကျွန်တော်တော့အဲ့လိုပြောတော့ရွှေသမားစိန်သမားဆိုင်တွေဆိုင်ရလူတွေကျွန်တော်တင်းကြမယ်ခင်ဗျားတို့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားကြည့်ပါဗျာခင်ဗျားတို့စီးပွားဖြစ်နေတာလည်းခင်ဗျားဘာစီးပွားဘလို့ရှုထောင့်နေစီးပွားဖြစ်နေလဲဆိုတာခင်ဗျားတို့ကိုယ့်ကိုယ်ကိုသိပါတယ်ဗျာခင်ဗျားတို့ဒါကတော့ကျွန်တော်ပြောလဲပို့ပါပဲခင်ဗျားတို့ဘာကြောင့်ဘယ်ရှုထောင့်ဖြစ်နေလဲဆိုတာ ကိုကိုသိပါတယ်အခုအခွန်ဆောင်ဖို့ဘာညာနိုင်ငံတော်က license တွေကိစ္စတွေလိုလဲလုခိုင်းရောမျက်နှာတွေရှုပ်မဲ့ကုန်ရောတသက်လုံးအခွန်မဆောင်ဘဲနဲ့နိုင်ငံတော်ဒီလာခဲ့ကြတဲ့လူတွေအခုတော့ခုမှမျက်နှာတွေရှုပ်မဲ့နေတယ်ဆိုတော့ခဏရှက်ဖို့လည်းကောင်းပါတယ်နော်အဲ့တော့ရွှေသိန်းတာဝန်ရှိသူတွေလည်းကိုကကိုကိုကိုသိကြပါဗျာခဏတို့တွေတချို့လူတွေအခွန်မဆောင်ကြဘဲနဲ့ဟိုဆရာကြီးတက်လို့မကြရရှိတယ်အခွန်ဆောင်ကြလားဆိုတော့မေးကုန်ကျွန်တော်တည့်ပဲမေးချင်တယ်နော်အဲ့တော့ဒါကတော့ကလေးရွှေကိစ္စပြောရင်းနဲ့နေထိုင်နေတဲ့ဘူစီပေါင်းလိုပဲဆူလဲလိုပဲအကုန်တစ်ပေါင်းပေါင်းနဲ့ဟိုပေါက်ဒီပေါက်ပေါက်ကုန်လို့နော်ဒါပါတော့ဒါပြီးတော့နောက်တစ်ခုက ဒီခုနလောင်ကစားကိစ္စကျွန်တော်ပြောတယ်အခုလောင်ကစားနဲ့ကိစ္စနဲ့ပတ်သက်ပြီးဆက်ဆက်တာနောက်တစ်ခုကျွန်တော်ထပ်ပြောကြပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့ခင်ဗျားတို့အားလုံးသိကြလိမ့်မယ်ဘက်မန်ဘက်မန်ဘာလဲ688ဆိုပါတော့ပါတော့เนาะ Batman 688ဆိုပါတော့เนาะအဲ့ဒါအဲ့ဒါမျိုးတွေပေါ့လောင်ကစားတွေပေါ့ online လောင်ကစားဂိမ်းတွေပေါ့ online လောင်ကစားဂိမ်းတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခင်ဗျားတို့ရဲ့နေ့စဉ်ဘဝတွေမှာ online လောင်ကစားဂိမ်းတွေက ခင်ဗျားတို့ရနေ့စဉ် social platform တွေမှာ TV channel plus sorry TV channel မဟုတ်ပြဘူးခေါ်ကလေ Telegram channel တွေမှာနောက်ကျွန်တော်တို့ခုကြည့်နေတဲ့ AWS ဆိုတဲ့ software ဟို movie channel movie movie app လို့ခေါ်မလား movie uh, channel လို့ခေါ်မလားအဲ့ကောင်ပေါ့နော်အဲ့ဒီဟာတွေမှာကျွန်တော်တို့ရနေ့စဉ် social platform တွေအားလုံးမှာကျွန်တော်တို့နေ့စဉ်မြင်နေရတဲ့ online လောင်းကစားဂိမ်းတွေ 2D 3D ငါပြကိန်း solo game ဘာကိန်းညာကိန်းပေါ့အဲ့ဒီဟာတွေအကုန်လုံးကဘောလုံးလောင်းကစားဂိမ်းတွေအစားပေါ့နော်အဲ့ဒီ game တွေကတရားမဝင်ဘူးဆိုတာကိုနိုင်ငံတော်ကကြေညာထားပြီးသား ဲ့ဒါကြောင့်မလို့အဲ့နိုင်ငံတော်ကြီးညှိနှိုင်းထားတဲ့ဟာတွေကိုလေအခုလောက်ကြတယ်လူတွေကအများကြီးလောက်ကြတယ်ကျွန်တော်ပြောနေအခုကျွန်တော်အမြဲတမ်းပြောတယ် AWS ဆိုတဲ့ software အဲ့ကျွန်တော်ရုပ်ရှင်ကားတွေအများကြီးကြည့်လို့ရတယ်တနေ့ကို3000ပေးရင်3000ပေးရုပ်ရှင်ကားတွေအများကြီးကြည့်လို့ရတဲ့ software ရှိတယ်အဲ့ software ကနေပြီးတော့အဲ့ software ကနေဗီဒီယိုကားကြီးနိုင်ငံတကာမှာပြနေတဲ့ကားတွေအကုန်လုံး download ဆိုတိုင်းတန်းကြည့်ချက်ချင်းကြည့်လို့ရတယ်အဲ့လောက်ထိမြင်တယ်အဲ့ဒီမှာ နိုင်ငံတကာကြော်ညာတွေမျိုးစုံပေါ်တယ်အဲ့ဒီမှာခုန 2D 3D ငါပြေကိန်းဆော်လော်ကိန်းအခုနဟိုဗာလဲဘောလုံးလောင်းကစားအယုံကြည်စိတ်ချပဲဆိုလူပညာရှင်တွေကိုယ်တိုင်ဝင်ကြော်ညာပြီးပြီးအဲ့ဒီမှာပြနေတာတွေတပုံပြအဲ့လိုကြော်ညာမျိုးတွေလောက်ကြတာပေါ့နော်အဲ့ဒါမျိုးလောက်ကြတာတွေခင်ဗျားတို့ဘောကမှာမြင်ရလိမ့်မယ်နေ့စဉ်ဘောကမြင်ရလိမ့်မယ်အဲ့ဒါကြီးကြည့်ပြီးခင်ဗျားတို့စိတ်ထဲမှာဒါတွေကတရားဝင်တယ်လို့ထင်အောင်ထင်လိမ့်မယ်ဒါတွေကတရားမဝင်ဘူးဆိုတာကိုသိစေချင်တယ်တရားဝင်တယ်လို့ခင်ဗျားတို့ထင်နေလိမ့်မယ်ဒါတွေကတရားမဝင်ပါဘူးအဲ့ဒါတွေအကုန်လုံးကဥပဒေနဲ့ညှိပါတယ်ထောင်ထဲရောက်ကြောင်ရောက်နိုင်ပါတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုက TikTok မှာကောင်မလေးတွေနော်ဟမ် ဟမ်တားကြီးတို့အဲ့လိုပြောနော်ငါကောင်တို့မင်းတို့စွတ်ပြီးတော့လဲစွတ်ပြီးတော့လဲဘာဖြစ်မနေကြနဲ့ဘူးနော်ကြည်ကြက်လဲလောက်ကြအောင်ဟိုမှာတက်တော့ပေါ်မှာကောင်မလေးတွေလှုပ်လှုပ်ပြီးကတာနော်ရှိသည်ရှိတာလေးလှုပ်လှုပ်ပြပြီးကတာတော့ကောင်မလေးတွေကတာနော်ကျွန်တော်လဲကြည်ပါတယ်ခဏလဲကြည်ပါပါနော်ကြည်တယ်လူကြည်ကြအောင်ပါမိန်းကလေးမိန်းကလေးချင်းမကြည်ကြရင်ယောက်ျားလေးဖြစ်တော့ကြည်တာပေါ့ဗျာမိန်းကလေးလှုပ်ကြကကြဆိုတော့တက်တော့မှာကိုမကြည်ချင်းလဲ news feed မှာပေါ်လာတယ်ဟောတစ်ခေါက်ကြည်လိုက်မိရင်နောက်တစ်ခေါက်ထပ်ပေါ်လာတယ်အဲ့ဒါနဲ့ထပ်ထပ်ပေါ်လာပြီးတော့ကိုကလဲမကြည်ချင်းကြည်ချင်းနဲ့ကြည်နေရတဲ့ဘဝရောက်နေတာအဲ့ဒီမှာကောင်မလေးလှုပ်လှုပ်ပြီးကတော့အောက်မှာ comment တွေရေးကြတယ် เนาะကျွန်တော် TikTok မှာ comment ရေးကြတယ်ဘာလဲချဲပေါက်မှာခေါ်တီးအောင်မယ်လို့ရေးကြတာလीချဲပေါက်မှာခေါ်တီးမယ်ဆိုတော့စာတွေရေးကြရင်ねဟိုတချို့ကလည်းအဲ့ဒီကောင်အဲ့ဒီအဲ့ဒီကောင်မလေးလှုပ်လှုပ်ပြီးကတဲ့ကောင်မလေးတွေကလည်းချဲမပေါက်လဲခေါ်တီးလို့ရတဲ့ခေါင်းကြီးတို့အဲဘာ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 ဝင်ကစားလိုက်အဲအဲ့လိုအဲ့လိုထားပါတော့ online game တခုဆိုကျင်ညာပြီးတော့ဘာဘာဘာ game ကိုဝင်ကစားလိုက်ချင်းမပေါ့ရင်ခေါ်ချင်းမပေါ့လဲခေါ်တီးလို့ရတယ်အဲဒီလိုလားကျင်ညာလားအဲ့မှာအဲ့ကောင်မလေးကကပြတာမြင်အဲ့ကောင်မလေးတရား 2D 3D online လောက်ကစား game ကြော်ညာတဲ့လောက်ကိုလုပ်တယ်ကျွန်တော်စီတော့လာတယ်ဗျာကဲ မကြောက်မရွံ့ကျွန်တော်စီတော့လာတယ်အာအခုရှင့်ဘာညာဆိုလာတာအမေခင်ဗျာရှော့မတွေ့နေအတူတူဆိုတဲ့ကောင်မလေးလားကောင်လေးလားမသိဘူးအဲ့ဒါကြီးလာတယ်ဗျာလာတယ်အဲ့တူတူတူလောက်ကြပြီလာဆွဲတော့ဗျာတူတူတူကစားဖို့တူတူ 3D online လောက်ကစားရင်ငါပြေကင်း solo game ဘောလုံးလောင်းဖို့စသဖြင့်အဲ့တို့မှန်မှန်ကန်ကန်လုပ်နေတဲ့အဖွဲ့အစည်းပါဘာညာပေါ့ဗျာအဲ့လိုလာတယ်အဲ့လိုလာကြတဲ့ဟာဒီအဲ့ဒါကြီးအကုန်လုံးကခင်ဗျားတို့ကျွန်တော်ရပတ်စံတွေကိုလာပြီးတော့မြားနေတာငားမြားနေတာကျွန်တော်ခါကြရငါးစားချပြီးငားမြားနေတာ နှာဘူးကြမလားလို့ကောင်မလေးချောချောလေးတွေနဲ့ပြပြီးငားများတယ်နော်ခွန်ကြောင်မလားလို့ကောင်မလေးချောချောလေးပြပြီးငားများတယ်နော်ပုံစံမျိုးစုံကိုကြိုက်နေတဲ့ပုံစံမျိုးနဲ့ငားများတယ်အဲငားများတာကောင်မလေးတွေအများဆုံးသုံးပြီးများတယ်အဲ့တော့တချို့ဘူးမီကော်မတီနဲ့အစာပြည့်ဟတ်တဲ့ဟိုကောင်လေးကြတော့ခံလိုက်ရတာပဲပတ်စံတွေပါသွားတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတွေရှိတယ်အဲ့ဒုတိယသတိကြီးကိစ္စတွေဒီကောင်မလေးချောချောမြင်နိုင်လဲတိတ်ပြီးတော့အထင်မကြီးနဲ့ဒုတိယသတိကြီးကြားဖြတ်နေဖြစ်နေဦးမယ် ကြည့်လေလောက်ကြအောင်ကောင်မလေးချောလေးမြင်လို့ကို့ live facebook မှာလာ friend add လို့ဟုတ်ပြီမထင်နဲ့ 2D 3D ကြားပြန်ကောင်မလေးနေဖြစ်နေဦးမယ်เนาะကျွန်တော်တို့လည်း facebook account တွေမှာကျွန်တော်တို့ telegram တွေကျွန်တော်တို့ရဲ့ facebook တွေမှာလာတယ် 2D 3D နေရာတွေကိုကလည်းရုပ်ရည်အတိအတိုင်းပဲပိုင်းကောင်နဲ့နေလာငါလာရယ်เนาะဆိုတော့တိအတိုင်းပဲလာတာပေါ့ဗျာခက်ချောချောကိုကြီးအာခက်ချောချောကိုကြီးဆိုပြီးလာလာပြီးတော့မကြောက်မရွံ့လာတယ်ပြီးတော့မှကိုကကိုကသူတို့တိတိကျနေလေးမေးလိုက်တဲ့ခါကျထွက်လာတာရှိတယ်အဲကြောင့်အဲ့ဒီဟာတွေကတရားမဝင်ဘူးအဲ့လိုတရားမဝင်ဟာတွေကိုလုံနေတဲ့ကလေးလေးကြီးကောင်မလေးကြီးရှိတယ် မတိတော့လုတ်တယ်ပတ်ဆိုင်ရတာဟုတ်ဗျအရလွယ်တယ်မတိတော့လုတ်တယ်လုတ်ရင်းနဲ့အခုဘာဖြစ်လဲဆိုတော့အဖမ်းခံရပြီအဖမ်းခံရပြီဘယ်လောက်ဖမ်းခံရလဲဆိုတော့အခုကျွန်တော်သိရတယ်လို့ဘာလူ16ရောက်အဖမ်းခံရတယ်16ရောက်အဖမ်းခံရတယ်အဲ့ဖြစ်စဉ်ကိုဘာမှဖြစ်တာလဲဆိုတော့ဒီရွှေဘုံမြို့ပေါ့စကိုင်းတိုင်းရွှေဘုံမြို့အမှတ်30ရပ်ကွက်တက်မြို့တောင်ရပ်ကွက်နော်တက်တက်တက်မြို့တောင်ခုနှစ်လမ်းနော်အဲ့မှာကိုနေစင်ဝင်းဒေါ်မေသဲဖြူတို့ရဲ့မေသဲဖြူထုံးတို့ရဲ့အိမ်မှာအဲ့ဒီအိမ်မှာ online လောကသားလုပ်နေတယ်လို့တရင်ရလို့ဆိုလူမျိုးပြောတယ်သွားစစ်တယ် စစ်လက်စက်ကဘယ်နေ့ရဆို၄ရက်နေ့ဂျွန်လာ၄ရက်နေ့ကမနေ့ကနော်မနေ့ကအစောကြီးပေါ့တနင်္လာဒုတိယကြီးပေါ့ဗျာညညတကောင်ကျော်ကြီးပေါ့မနေ့မိုးလင်းကနေမိုးလင်းကနေချိန်ပေါ့သူကစစ်လိုက်တဲ့ခါကျတော့အဲ့ဒီအိမ်ရဲ့အိမ်မှာအဲ့အိမ်ဝင်ရှာတဲ့ခါမှာသူက၄ခန်းတွဲနှစ်ထပ်တိုက်အိမ်အောက်ထပ်အနောက်ဖက်အိမ်ခန်းနှစ်ခန်းထဲမှာတဲ့ Batman 688ပေါ့ Batman 688ပေါ့ဗျာအမီ online game ကိုတဲ့နော်မတ်အီအီဖြိုးကျော်ဆိုတဲ့အသက်24နှစ်ရွယ်ကလေးမကောင်မလေးတူရဲ့အဲ့တော့ဂိမ်းဝင်တန်းနော်သူကမှန်တယ်ဆိုတော့တီလာရွာစင်ကူး မြို့နယ်မှာနေတဲ့သူ तू က Dell မျိုးစားအပြောင်း laptop နဲ့မဲ तू က phone number blah 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 နဲ့ तू ဖွင့်လိုက်ထားတဲ့ treasure ဆက် telegram account နဲ့အဲ तू ကအဲ့ဒါနဲ့ तू က phone နဲ့တုံးပြီးတက်လို့တာပေါ့နော်ဆိုတော့အဲ့ဒီကွနမတ်ဤဖြိုးကျော်နောက်တစ်ခုကမတ်စုနင်းဝေနော်စုနင်းဝေသူကတော့ဒါထားပါနံပါတ်ဒီဟိုရင်းပြောတော့ဗျာတော့ဖုန်းနံပါတ်ဒီမှာထားတော့နော်မတ်စုနင်းဝေနောက်တစ်ခုကအာမတ်ထက်ဝေစင်နော်ထက်ဝေစင်ထက်ဝေစင် ပြီးတော့နောက်သူ့သူ့အပြင်နောက်တစ်ခုကဘာရှိလဲဆိုတော့ဘာရှိသေးလဲဆိုတော့အာ ရိုးမ online game ဖွင့်တာနောက် Glacian War online ဆိုတဲ့ game ဖွင့်တာစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ် Telegram နဲ့ဖွင့်နေဖွင့်နေနော် Majuya Noel နော် Majuya Noel နောက်တစ်ခုကဆက်သွားလို့ရှိရင် Man Ninu Line စသရှိတယ်နော်ကောင်မလေးတွေကောင်မလေးတွေအဲ့ကောင်မလေးတွေအကုန်လုံးအများပြပဲ Man Ninu Line ပြီးတော့ Battle ချန်သေးလေဆိုတော့အမျိုးသားတစ်ယောက်ပါတယ်မောင်လှမင်းထွန်းနဲ့လှမင်းထွန်းနဲ့နော်နောက်တစ်ခုကဘာထက်ချန်သေးလေဆိုတော့ထပ်ပြောရင်အဲ့အဲ့ဒီ နော်မထက်ဝေစင်ထွန်းအဲအစရှိတဲ့ပုံကူတွေစုစုပေါင်း16ခုပေါ့မယူရနယ်မနင်းလန်စတို့ဖွဲ့တွေကဖုန်းနံပါတ်တွေအများကြီးနဲ့တို့ကဖုန်းနံပါတ်တွေအများကြီးနဲ့တို့ကမလုပ်လို့ဆိုတော့လူတွေစီကိုလိုက် message တီးပို့ပြီးပတ်ဆက်ရှာတာပေါ့ပတ်ဆက်ရှာပတ်ဆက်ရှာတယ်ခုနကတို့လောင်ကစားခင်းကြီးလို့ဖို့ပြောတယ်တို့ကြည့်လိုက်တဲ့ခါကျတော့နံပါတ် issue စင်စကုတ်တွေမိန်းကလေးများဆုံးပေါ့ဗျာနော်ဆိုတော့တို့စုစုပေါင်းတို့လက်ထက်မှာငွေသားကြီးပဲ25သိန်းကျော်တွေ့ရတယ်25သိန်းကျော်ငွေသားနဲ့အတူအဲ့ဒီတို့လှုပ်ထားတဲ့တို့ရဲ့ weight pay account တွေ ဘာ KB အကောင့်နေအဲ့အကောင့်နေနဲ့သူတို့ရဲ့ဟွာပေါ့နော်ဒီဒီ Telegram အကောင့်နေနောက်တစ်ခါသူတို့ရဲ့ဒီ online game တွေကိုဆွဲထားတဲ့မြူဆွဲထားတဲ့အကောင့်တွေဒါတွေအကုန်လုံးကိုတွားတွေ့ရတယ်တွေ့ရပြီးတော့သူတို့ကိုအခု tap tap သူတို့ကိုတက်ဖို့လူညတ်ဖို့နေဖမ်းထားတယ်အဲ့ဒီလူတွေအကုန်လုံးပြန်ပြောရရင်တော့စင်းအနေနဲ့ပြန်ပြောရရင်တော့နောက်ဖြိုးနေဒီထောမေသူခင်နောက်အီအီဖြိုးနောက်အဲတသက်ထွန်းနောက်တသက်ထွန်းဖြိုးဝေအောင်နောက်အစရှိတဲ့ပုံကိုလေးပေါ့ဗျာနာမည်တွေပါကူတက်စီပြောတော့တော့ဆိုတော့အဲ့ဒီအဖွဲ့တွေအကုန်လုံးကမှာဖုန်းနေတော့အများကြီးပဲဗျာ ဖုန်းရှင်လုံးเนาะအဲဒီဖုန်းမှာ Redmi မျိုးစား Redmi မျိုးစားဖုန်းရှင်လုံး Realme မျိုးစားသုံးလုံးเนาะ Infit Infit Infila Infila အဲမျိုးစားလက်ကင်ဖုန်းသုံးလုံး Vivo အမျိုးစားဖုန်းတစ်လုံး Techno မျိုးစားတစ်လုံးကိုစားရှိဖုန်းတွေနဲ့ကွန်ပျူတာတွေ keyboard တွေစားရှိဆက်ဆက်ပစ္စည်းတွေအများပြောက်သူတို့ဖန်ဆီးရမိတယ်အဲ့တော့ဖန်ဆီးရပြီးတော့ဂိမ်းတာဝန်ခံကိုနေစင်ဝင်းတဲ့ဇနီးဖြစ်သူမသက်ပြုတော့နောက်တခြားအမျိုးသမီးအဲမတ်မြတ်သစင်ခိုင်သူတို့သုံးကတော့မန္တလေးကိုခိတက်သွားတဲ့အတွက်သူတို့သုံးကိုလွတ်သွားတယ်ကျန်တဲ့ လူမိန်းကလေးတွေတအုပ်ကြီးပဲရတယ်မှာကျွန်တော်ဓာတ်ပုံထဲမှာကြည့်ပြီးတော့မိန်းကလေးတွေကြီးပဲမိန်းကလေးတွေကြီးပဲဓာတ်ပုံထဲမှာကျွန်တော်ကြည့်တာမိန်းကလေးတွေကြီးပဲကျွန်တော်တို့ WhatsApp မှာရှိပါတယ်တက်နေပါပြီအဲ့ဒီအဖွဲ့တွေတော်တော်များများကုန်လုံးကိုဖမ်းလိုက်ပြီဖမ်းလိုက်တော့အဲ့ဒီအဖွဲ့တွေကုန်လုံးဖမ်းလိုက်တော့ဘာဖြစ်လဲမုတ်ဖွင့်ရေးခံမှာ online လောက်ကစားဂိမ်းပြီးကြော်ညာပြီးတရားမဝင်လုပ်ငန်းတွေလုပ်လို့ထောင်ထဲရောက်အောင်မေးထိုင်နေတယ်ကဲပြောချင်တာကလုတ်တဲ့သူလည်းထောင်ထဲရောက်တယ်အလုတ်ခံရသူလည်းတောကတွေရောက်တယ်အရောက်ချင်းမကောင်းနေပေါ့ဗျာနော်ထောင်ထဲရောက်တယ်တောကရောက်တယ်ဆိုတော့တောကဆိုကိုကလည်းကိုယ့်ပတ်စံတွေပါသွားတော့တောကရောက်ပြီလေဒီကောင်လေးလိန်ထားတာ ကိုကလည်းသွားပြီးတော့ဒီဟာတွေကိုပြုစရာတော့ယုံသွားလောက်တာဘူးဗျအဲ့တော့ဒါကြောင့်ခမတို့ကျွန်တော်တို့လူအားလုံးကိုပြောချင်တာကဟိုနေရဒီသကံပြည်သက် ပြည်သူတွေအစားပေါ့နော်ဘာမသိညာမသိလေးတွေတချို့လူငယ်လေးတွေပြောချင်တာကဟိုလှုပ်ပြီးတော့ကပြနေနေဆော့ဆော့လည်းမယုံနဲ့ဘူးတို့ကြနေကိုလာပြီးကြားပြန် online game တွေကစားခိုင်းနေဦးမယ်ကြည့်လို့လောက်ကြအောင်နော်အဲ့ဒါမျိုးတွေအခုအကောင်မလေးတွေအဲ့ဒါပဲတက်တော့မှကကကတချို့အကောင်မလေးတက်တော့မှမတွေ့ရတော့ဘူးဆိုရင်သူတို့ဖြစ်မယ် ကြည့်ရတာเนาะအဲ့တော့3လေးထားကြဖို့တော့ကျွန်တော်တိုက်တွန်းချင်တယ်เนาะ TikTok မှာလှုပ်ပြီးကပြနေတိုင်း Telegram မှာဟိုအပြဒီအပြမယ်ပြောတိုင်းเนาะ Viber မှာလာပြီးအကိုကြီး hi စားပြီးပြီးလာနေဟာရန်ရိုးချောချောကိုကြီးလို့ရင်တည်သွားလိမ့်မယ်အကုန်လုံးကြည့်ကြလို့ကြာเนาะအဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်3ကြီးကြီးထားတာကောင်းပါတယ်အဲ့အဲ့ကြားဖြန့်လောင်းကစားဂိမ်းတွေလုပ်တာတွေအွန်လိုင်းလောင်းကစားဂိမ်းတွေတော့ကြားဖြန့်တမျိုးပါပဲခုကဘာလို့ဆိုတော့ရွာတွေတီးတီးလေးတွေမှလာအစားအကုန်ရှိတာပြီအင်တာနက်ကတနိုင်ကလုံးရနေပြီဆိုတော့ရွာတီးတီးလေးတွေမှအစားလူစုပြီးတော့လိန်နာလိန်စားတာတွေလောက်ကြတဲ့အားရှိနေပြီဗျအဲ့ဒါတွေရှိနေပါပဲ တော့ဒါတွေသတိထားဖို့လိုပါတယ်နောက်တစ်ခုက Telegram channel တွေအများကြီးပဲ Telegram channel ရုပ်ရှင်ကားပြသလိုနဲ့ Telegram တွေမှာခုနခုနခုနငါးပြကိန်း slow gain 2d gain ဘာကိန်းညာကိန်းချင်ကြတယ်အများကြီးပဲအဲ့တော့ဒီ cyber security အဖွဲ့ကလည်းအဖွဲ့အနေနဲ့လည်းအဲ့ဒီဟာတွေကိုပေါ်ထုတ်ဖို့အတွက်သူတို့ကလူမလုံလောက်တာလားဒါမှမဟုတ်မပေါ်ထုတ်ချင်တာလားပေါ်ထုတ်ဖို့အတွက်အလုပ်လုပ်အောင်မပြင်းနေရလားတော့ကျွန်တော်မသိဘူးပေါ်တော့ပေါ်တယ်မေးလောက်ပြောလောက်မှတခါမေးလောက်ပြောလောက်မှတခါပေါ်လို့ပေါ်မယ်ဆိုရင်များရုပ်ရှင်ရုပ်ရှင်စကားပြနေတဲ့ Telegram တွေအများကြီးရှိတယ်။အဲ့ဒီ Telegram တွေကစလိုက်ရင်တော့ဂွင်းဆက်တွေတပြုံးကြီးပေါ်လာမှာ ခွင်းစက်တွေတပုံပေါ်လာကျန်တာပြောနေမှာ AWS ကိုလိုက်ကြည့်ပါလားပေါ်လာမှာတန်းလိုက်ကြည့်နော် AWS ဘယ်သူဆုံးလဲတော့ကျွန်တော်တိတော်တိတလူလူပါပဲဒါပေမဲ့မတီးဘူးပေါ့ဗျာနော်ဆိုတော့အဲ့ဒါတွေကအစားအကုန်လိုက်ကြည့်ပေါ်လာမှာခွင်းစက်တွေတပုံပေါ်လာလိမ့်မယ်ဆိုတော့တခါကြရင်ဟိုတိုင်းပြည်မှာကအဲ့လိုတရားမဝင်လုပ်တဲ့သူတွေကပုံပြီးအဆင်ပြေတယ်ကောင်းကောင်းမို့ကောင်း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 မို့လုပ်နေသူတွေကကြတော့တော်တော်ဒုက္ခရောက်တယ်ဒါတွေက ဟိုကျွန်တော်တို့တိုက်ပြီးပြင်ပြပြောင်းလဲတဲ့နေရာကြီးတဲ့ထိတ်ဆုံးကတစ်ခုဆိုတာပြောချင်တယ်ပြီးတော့အဲ့လိုတရားမဝင်လုပ်ငန်းတွေနဲ့ပတ်စံရှာဖွေစားတောက်နေကြတဲ့သူတွေအနေနဲ့လည်းကိုယ့်ကိုယ်ကိုလိပ်ပြလုံးကိုလိုတယ်ကိုယ်ရှာဖွေစားတောက်တဲ့ပတ်စံတွေကအများပြည်သူရဲ့မျက်ရည်တွေချွေးနေတာတွေဆိုတာလည်းမမိကြဘူးလိုတယ်ပြီးတော့သူများအများပြည်သူရဲ့ညာနာမူပိုင်းကိုခိုးယူပြီးတော့လှုပ်ချင်သူလိုလှုပ်ရှားနေတဲ့သူတွေလည်းကိုယ့်ကိုယ်ကိုရှက်တင်တယ်ဒီဘဝတွေမှာနောက်ကျွန်တော်ဗုဒ္ဓဘာသာယူဆမှရှိတယ်သူများပြည်စီညာနာပြည်စီခိုးယူစားတဲ့လူတွေနောက်ဖြစ်လျက်ဘဝတွေမှာအဲ့ဒါနှိမ့်ထိုင်တဲ့ကြုံမှရိုးရိုးတော့မဟုတ်ဘူးနော်သုံးဘဝဆန်ကြုံနေဖြစ်ကုန်သုံးဘဝခံကြုံနေဖြစ်ကုန်လိမ့်မယ်နော်ကြည့်လို့တဘဝတွေမှာသုံးဘဝခံကြုံနေဖြစ်ကုန်လိမ့်မယ်